မင်္ဂလာပါပရိသတ်ချင်းတို့ရှင်ကျမတို့ရဲ့ Media Channel ကနေ November 17ရက်နေ့အတွက်နောက်ဆုံးရနှုတ်ပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပွဲပြီးပြီလို့ထင်တော့မှတဲ့လွှားပိုင်နဲ့တန်တာမိုးတိန်ရှုပ်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတဲ့ပြည်ရင်းတရားသတင်းတန်တာမိုးသိန်းကမဟုတ်မမဒရမာကင်းနေကြောင်းတဲပြောလာတဲ့တရုတ်ဆောင်မင်းသားထွန်းထွန်းတဲ့တပတ်ပိတ်စကားတွေနဲ့သူမကိုထိပါပြောဆောင်လာတဲ့ထွန်းထွန်းရဲ့စကားတွေကိုအချမ်းလက်နဲ့ခုလိုပြန်လဲခြေပန်းလိုက်တဲ့တန်တာမိုးသိန်းတဲ့ စွဖြူစင်းနေအောင်စောင့်နေတဲ့တန်တာမိုးသိရဲ့နောက်ကြောင်းဆုံးကိုတငယ်ချင်းရင်ကြီးကဒီလိုဖော်ထုတ်လိုက်တဲ့တဲ့တင်။အလုံးပြည်လင်မှုရကတင်မြက်ပြီးပရိသတ်တွေကိုခင်မမို့ရီဇက်သွင်းလိုက်တဲ့တန်တာမိုးသိနဲ့ထွန်းထွန်းလို့ရပွဲတဲ့တင်။ဒေါက်တာမာလေးကိုမြင်မြင်ချင်းကိုရွှေမန်းကမင်္ဂလာဆောင်ဖို့ချက်ချင်းစီစဉ်ခဲ့ကြောင်းထုတ်ပြောလာတဲ့ထွန်းထွန်းတဲ့တင်။ Facebook မှာပွဲဖြစ်နေကြတဲ့အချိန်တစ်ဖက်မှာတံမိုးကြီးစိန်ပီရန်နဲ့မင်္ဂလာရှိစွာမင်္ဂလာဦးစွန့်ကြွေခဲ့တဲ့ဟင်းဝင်ရည်နဲ့စွပြည့်တစင်တည်မဲဖြစ်ပါရဲ့ရှင်။ ပွဲပြီးပြီလို့ထင်တော့မှလည်းလောပိုင်နဲ့တန်တာမိုးသိန်းရှုပ်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတဲ့ပြည်ဟင်းတီအောင်တန်တာမိုးသိန်းနဲ့ကိုရွှေမန်းတို့ရဲ့ဝလုံကားကိစ္စကအပြန်အလှန်တောင်းပန်ပြီးပြီးဆုံးသွားခဲ့ပြီလို့ထင်ရပေမယ့်အငြိမ်မနေနိုင်တဲ့ပြည်ဟင်းတီအားကထပ်ပြီးတန်တာမိုးသိန်းနဲ့လွန်ပိုင်ကနာမည်ထွက်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာခဲ့ပါပြီ။ ဝဲကြည့်သူပြိတ္တကြီးနားလေတော့ဖြစ်စဉ်ကိုတူချုံပြီးပြောရမယ်ဆိုရင်ပထမဆုံးအနေနဲ့ရွှေမန်းရဲ့မင်္ဂလာဆောင်ဟာလိုင်းပေါ်မှာဟိုးလေးတကြောကြောဖြစ်ပြီးနာမည်ကြီးသွားပါတယ်။မင်းသားမင်းသမီးတွေကလည်းရွှေမန်းကိုမြောက်ထိုးပင်ကောင်လုံးဖာရပီဆက်ဆံပြောဆိုကြပါတယ်။အဲဒီမှာသူများကောင်းစားနေတာကိုကြည့်မရတဲ့ပြင်းရင်တရားကထားပြီးရွှေမန်းကတန်တာမိုးသိမ့်နဲ့ကြာကြီးတွေ့ခဲ့ကြောင်းဒါပေမဲ့တကယ်တမ်းရှူတော့ပြင်သာတဲ့ဆံဝင်မလေးကိုတောင်အိမ်တောင်ဖက်ဖြစ်ရွေးချယ်သွားကြောင်းထလွန်လိုက်ပါတယ် ဒီလိုနဲ့တန်တာမိုးတိန်ကစပွန်ဆာရှာရင်အစားခံနိုင်ရတဲ့ကောင်မလေးဖြစ်နမည်ထကြည့်ပါတော့တယ်။တန်တာမိုးတိန်နဲ့ငိန်ခံမနေပဲရွှေမန်းကသူ့ကိုထားခဲ့တာမဟုတ်ကြောင်းသူကသာရွှေမန်းဖောက်ပြန်လို့လို့အရှင်ထားခဲ့တာဖြစ်ကြောင်းခုလေမင်္ဂလာမဆောင်ကတညအလိုမှာတော့သူ့ကိုတတိယနေ့ဆိုပြီးဆလာပို့ကြောင်းကြီးညာပြစ်လိုက်ပါတယ်။ တနာမိုးတိမ်တာပြောတော့ညကစာရွှေမန်းတို့လင်မယားရှံဖြစ်ကြပါတယ်။အဲဒီမှာတဲ့ရွှေမန်းကသူပိနာကတငယ်ချင်းတို့နာမည်ခံထားတဲ့အောက်ဆွဲတွေကိုအကူအညီတောင်းပြီးသူမယားလေးကိုဒါသူကချစ်ဆုံးဖြစ်ကြောင်းရေးတင်ခိုင်းပါတယ်။ဘိနာကဟာတွေကလည်း YP ထုတ်လုပ်သူပရိုဂျူဆာတထေးကြီးဟာသူ့ရဲ့ဆံဝင်မယားလေးကိုဒါချစ်ကြောင်းတနာမိုးတိမ်ကအွန်လိုင်းနေဖန်ချုပ်ထားလို့အရှင်ကတွေ့ခင်တာဖြစ်ကြောင်း တကယ်တမ်းသီစိတ်ပြောင်းဝင်လာချိန်မှာတော့အတိုင်းဝိုင်းကောင်းတဲ့မိကောင်းဖခင်တာသမီလေးကိုတောင်းလက်ထက်ခဲ့တာဖြစ်ကြောင်းလူသိရှင်ကြားထားရေးကြပါတော့တယ်။တန်တာမိုးသိန်းကလည်းအဲ့ရလေးကိုမြင်တော့ဟဲ့ငါကမိကောင်းဖခင်တာမဟုတ်လို့ဒီလိုရေးတာလားဆိုပြီးထောက်ပေါက်ွယ်ပါတော့တယ်။ တန်တာမိုးသိန်းကသူ့ကိုဆွဆွဲပြောဆိုထားတဲ့အောက်လန်းကိစ္စအကောင့်ကိစ္စဖုံးပြောတဲ့ကိစ္စအပါဝင်ဘယ်ချိန်တွဲတယ်ဘယ်ချိန်ပြတ်တယ်ဘယ်ချိန်ဆံဝင်မနဲ့ညှိတယ်ဆိုတာကစတက်တေထောက်တာနဲ့ပြောချသွားပြီးသူမကိုဝိုင်းဝန်းတိုက်ခိုက်တမန်ရွှေမန်းနဲ့အောက်ဆွဲအလုံးကိုနင်းတို့ငါ့ကိုလာမထီနေငါစီကဘသူဘယ်ချိန်ကဘာလုပ်ထားနေဆိုရင်တက်တေဒီထုံလိုက်ရှိတယ်အလုံးဖြေချပြမယ်ဆိုပြီးပြန်လေချင်းချောက်ခဲ့ပါတယ် ဒီတော့မှရွှေမန်းရောပေါင်းပါတွေပါပဆက်ပေးသွားပြီးရွှေမန်းကသူ့ရဲ့ Facebook အကောင့်မှာအားလုံးကိုတော်ကြပါလို့ဆိုပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။တန်သာမိုးတင်ကလည်းကြည်ကြည်ပြူပြူလက်ခံလိုက်ပြီးထွန်းထွန်းကပါပါဝင်တောင်းပန်တော်ရမို့လို့အားလုံးကပွဲပြီးပြီဆိုပြီးတက်ပြင်းချဖို့လုပ်နေချိန်ပါတယ်။ပြင်းတီးယားကထပ်ပြီးတန်သာမိုးတင်ရဲ့လွန်ပိုင်းဟာနာမည်ထွက်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကိုပြည်ရင်တရားကရွှေမန်းကိုရိုင်းသူစင်နာပင်တန်တာမိုးတိတ်နဲ့လွမ်းပိုင်တကယ်ဖြစ်နေတာသိကြရင်သူကိုရိုင်းပွဲချမ်းမယ်ဆိုပြီးလာမီတော်ချောင်းမှာပြောဆိုထားပါတယ်။လွမ်းပိုင်ကတော့မိမကိစ္စနဲ့ပတ်သက်လာရင် တကယ်ကိုပွဲတိုင်းကြော်ပါပဲနော်။ပရိသတ်ကြီးတို့ရောအခုတည်င်းနဲ့ပတ်သက်ပြီးတီးပေးကြပြီလားဆိုရနဲ့နောက်ဆုံးသိရတဲ့တည်င်း update လေးတွေကိုသိရင်လည်း comment တန်တာမိုးသိန်းကမဟုတ်မမှန်ဒရမာခင်းနေကြောင်းတဲပြောလာတဲ့တေယုဆောင်ဝင်းသားထွန်းထုံအခုလက်ရှိအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေစေဖြစ်တဲ့ရုပ်ရှင်ပရိုဂျူဆာကြီးရွှေမန်းရဲ့ပတ်တန်းလုံးကြီးဆောင်ဖြစ်သူတန်တာမိုးသိန်းကမဟုတ်မမှန်တည်င်းတွေကိုရှောက်ဖွာနေကြောင်းပြန်လည်ဖြည့်ရှင်းလာခဲ့တာကတော့တေယုဆောင်ထွန်းထုံပဲဖြစ်ပါတယ် ပြည်ကရေရပိုင်းလောက်ကမြန်မာရုပ်ရှင်လောကမှာမြန်မာမင်းသမီးတွေကတော့ဖားရလောက်တဲ့အထင်နာမည်ကြီးတဲ့ကိုရွှေမဟာဆုံရင်သူ့ရဲ့ချစ်မြတ်နူရတဲ့ဆံဝင်မလေးနဲ့ဝါချုပ်ပင်မင်္ဂလာပွဲကြီးကိုကန္နာဆုံဖြစ်အောင်ကျင်းပခဲ့ကြပါတယ်။ကိုရွှေမန်းနဲ့ဆံဝင်မလေးတို့ရဲ့မင်္ဂလာခန္ဓာမှာနာမည်ကြီးရုပ်ရှင်ကားတွေကိုပြဆက်လူမျိုးဖန်တီးပြသခဲ့တာကြောင့်လေသူတို့ရဲ့မင်္ဂလာပွဲလေးကအင်တာနက်ပေါ်မှာလူကြိုက်များသွားခဲ့ပါတယ်။ ဒါပေမဲ့လည်းမင်္ဂလာခန်းနာပွဲပြီးအင်တာနက်ပေါ်ပြန့်နှံ့လာခဲ့တာကရွှေမန်းဟာလေးနှစ်တာတွဲခဲ့တဲ့ရှီစာဟောင်းတန်တာမှုတိမ်ကိုဖြတ်ပြီးမိကောင်းပါခင်သားသမီးဖြစ်တဲ့ဆရာဝန်မလေးကိုရွေးချယ်ခဲ့တယ်လို့သတင်းတွေတက်လာခဲ့ပါတယ်။ဒီလိုကြောင်းကြောင်းတစ်ခါကဒါရိုက်တာပြင်းတီအားပြောပြခဲ့တဲ့တန်တာမှုတိမ်တို့ကြောင်းနဲ့ပတ်သက်လို့အလုံးကတန်တာမှုတိမ်ကအပြစ်ခံလိုက်ရတယ်လို့ယုံကြည်နေကြပါတယ်။ ဒါပေမဲ့မင်းသမီးတန်တာမူတိန်ဘက်ကလည်းရွှေမန်နဲ့ပတ်သက်လို့အထိတ်ကနာဟောင်းကြီးကိုပြန်လဲဖော်ထုတ်ခဲ့ပါတယ်။သူမနဲ့တွဲနေတဲ့လင်းနေတာတက်တန်းရှောင်းမှာရွှေမန်ဟာမုံရီမာလေးတွင်မင်းသမီးတွေပါဝင်အရှောင်း60ကျော်လောက်နဲ့နောက်ွယ်မှာဖောက်ပြန်နေခဲ့ကြောင်းသူမကိုကိုတိလဲအောင်စော်ကားကျူးလွန်ခဲ့လို့လမ်းခွဲခဲ့တာဖြစ်ပြီးသူမကသာဆွန့်ပစ်လိုက်တာသူမကိုဆွန့်ပစ်လို့ရမယ်လို့မရှိဘူးလို့ဆိုပါတယ်။ အခုမင်္ဂလာပွဲမကျင်းပခင်ချိန်တည်းသူမကိုဖုန်းနဲ့တောက်ဆောင်မနာတဲ့ဆက်ခဲ့ပြီးတို့သမီးလောင်းလေးတို့မင်္ဂလာချင်းကိုချင်းဆောင်လို့မကင်ဖြစ်ခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။တန်တာမိုးထိန်ခုလို့ post တင်လိုက်တဲ့အခါမှာပွဲကြိုက်ခင်လူသူကြီးကလည်းနှစ်ဖက်ကွဲသွားခဲ့ပါတယ်။သူမတင်တဲ့ကိစ္စလေးကဟုတ်တယ်မဟုတ်ဒီကိုပြင်ပကလူတွေမသိတဲ့အတွက်တနာနေခဲ့ကြတာကတော့အမှန်ပါပဲ။ ဒီအချိန်မှာတော့တန်တာမိုးတိမ်ပြောပြခဲ့တဲ့အကြောင်းတွေကအလိမ်ညာတွေဖြစ်ပြီးရွှေမန်းတို့ဇနီးမောင်နှံကိုမစားရင်မဲတဲနေပတ်ဆိုတဲ့အတိုင်းနမေဖြတ်ယုံတသက်ဆိုတာကိုရွှေမန်းရဲ့တတော်သမီးဖြစ်တဲ့ဆံဝင်မလေးရဲ့တငယ်ချင်းဖြစ်သူတရုတ်ဆောင်ထွန်းထွန်းကအဲ့တော်ဖာမောင်ချပြလာခဲ့ပါတယ်ထွန်းထွန်းပြောပြလာခဲ့တာကတော့ကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့က2024မြို့ဝင်ဘာလမှာအပြည့်ပြက်လန်းခွဲလိုက်ပြီးဖြစ်ပြီးတော့ဒီကိစ္စကြီးကလည်းတငယ်ချင်းမိတ်ဆွေအားလုံးသိကြတယ်လို့ဆိုပါတယ် ၄နှစ်တာကာလအတွင်းမှာလည်းပြဿနာမျိုးမျိုးတန်းအခက်အခဲတွေနဲ့ဖြစ်ထန်းခဲ့တာကိုလည်းအလုံးကတော့လိမ်လို့မရပါဘူး။ဒီလိုနဲ့နောက်ထပ်6လကြာမှအခုတို့သမီးဆီယံဝင်မလေးကိုတွေ့ခင်တာဖြစ်ပြီးမြင်မြင်ချင်းချစ်ချင်ပြီလို့ထွန်းထွန်းကနေတစင်းဆီယံဝင်မလေးကိုမိတ်ဆက်ခိုင်းပြီးချင့်ကပ်ခဲ့တယ်လို့သိရပါဗျ။ ရွှေမန်းဘက်ကဆောင်းဝင်မာလေးကိုနီးမြွမြွနဲ့ချန်ကပ်ခင်တာဖြစ်ကြောင်းဆောင်းဝင်မာလေးကလည်းအတော်လေးလာရခဲ့ပြီးအချိန်တစ်ခုကြာမှအဖြစ်ပေးခဲ့တာဖြစ်ကြောင်းချင်မိသွားခဲ့ကြပြီးမခွဲနိုင်မခွန်နိုင်နေဖြစ်သွားတာကြောင့်နောက်ဆုံးဝါကျွတ်တဲ့အချိန်မှာတော့မင်္ဂလာဆောင်လိုက်ကြတာဖြစ်တယ်လို့ပြောလာပါတယ်။ နောက်ပြီးတန်တာမုတ်တိန်ပြောတဲ့လို့မင်္ဂလာမဆောင်ခင်ဖုံးဆက်ခင်နေဆိုတာလုံးဝမဟုတ်ပဲလွန်ခဲ့တဲ့၃နေလလောက်ကသူမနဲ့ရိုက်ဖို့ရုပ်ရှင်နဲ့ပတ်တန်လို့ရုံးကလူတွေကိုပြောနေစကလုံးတွေကိုတီသွားတာကြောင့်ဒေါသထွက်လို့မနဲ့အစောကြီးခေါ်လိုက်တာလို့ဆိုပါတယ်သူမတင်ထားတဲ့ screenshot အားလုံးကအတူဖြစ်တယ်လို့ထွန်းထွန်းကအားလုံးကိုပြောပြခဲ့ပါတယ် ထွန်းထွန်းရဲ့ post တောင်ပဲတန်တာမှုသိန်းကထွန်းထွန်းပြောတာတွေကိုမကျေနပ်လို့ရွှေမန်းဖုံးဆက်ခဲ့ကြောင်းတက်တီရီနဲ့ပြန်ဝုန်းထားတယ်လို့သိရပါတယ်။နောက်ပိုင်းဘလူးဆက်ဖြစ်မလဲဆိုတာကို မသိရသေးပေမယ့်ဂျားကတတိုသမီးလေးကတော့အတော်ဒီဝန်းနေနေမှာတည်ကြပါပဲရှင်။အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာတွေပတ်သက်လို့ပရိသတ်ကြီးတို့အနေနဲ့ရောဘလူးထင်မြင်မိလဲဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင်။ တပတ်ပိတ်စကားတွေနဲ့သူမကိုထိပါပြောဆိုလာတဲ့ထွန်းထွန်းရဲ့စကားတွေကိုအချက်လက်နဲ့ခုလိုပြန်လည်ခြေပလိုက်တဲ့တန်တာမိုးသိန်းမင်္ဂလာပါပရိသတ်များရှင်ဖွဲကတော့တော်လီလာနေပါပြီမနေ့ကထွန်းထွန်းရေးတင်လိုက်တဲ့စာတပုတ်ကြောင့်တန်တာမိုးသိန်းဟာမျက်ရည်မျက်ခွန်းနဲ့နှလုံးမီတောက်လောက်ရလို့ငိုယူပြီးလိုက်လွင်ကပြန်လည်ဖြည့်ရှင်းလိုက်ပါပြီ တွန်တွန်ရဲ့ရေးသားချက်တင်အရကိုရွှေမဟဒေါက်တာမာလီနဲ့စာပတ်သက်ကြတဲ့ကတန်တာမိုးသိမ့်ပေါ်လုံးဝစိတ်မရှိတော့ကြောင်းနဲ့တန်တာမိုးသိမ့်ကသာဘန်းနူသွေးပြီးလိန်စင်းနေတုံးကဖုံးကော်ရီကိစ္စမိုင်းဒေးစာပြင်းတဲ့ပုံကိစ္စတွေကိုပရိသတ်ကိုမျက်ရည်ချဖို့တတန်နေသူမဆုဖြူစင်ကြောင်းပြဖို့တတန်အတွက်နဲ့ပြောနေကြတာဖြစ်ကြောင်းရေးသားထားတာပါဒါကြောင့်မို့တန်တာမိုးသိမ့်ဘက်ကတပန်ဒေါက်တာမာလီနဲ့ပတ်သက်နေစဉ်အတွင်းသူမနဲ့ဘလို့ဆက်သွယ်ရေးရှိပြီးသူမဘက်ကဘလို့မှန်ကန်ကြောင်းတွေကိုပြောပြခဲ့တာပါ ပထမဦးစွာဖုန်းခေါ်တဲ့ကိစ္စကိုထွန်းထွန်းကလုပ်ကိစ္စကြောင့်မလို့ကပြောပေးခဲ့ပါတယ်။အလုပ်ကိစ္စအတွက်နဲ့ဆိုရင်တော့တုံးနာကြီးကြီးကဖုန်းခေါ်စရာမလိုကြောင်းသူယူတာယူဆိုရင်ပေါ်ပေါ်တင်တင်ခေါ်မှာဖြစ်ကြောင်းသူမကပြန်လည်ပြောဆိုခဲ့ပါတယ်။ဒါပြင် diet food box ကိစ္စပါအဲ့ဒီ diet plan ကိုလုပ်နေစဉ်ကာလမှာတန်တာမိုးသိမ့်တဲ့ကိုရွှေမဟာနေပြည်တော်ကဟိုတယ်တစ်ခုမှာတခန်းချတဲကိုခဲ့ကြတဲ့ပြင်စကားတွေတောင်ပြောခဲ့ကြပါသေးတယ်။ ဒါရဖူဘော့စ်ကိုတန်နာမုံသိမြင်တော့ဒေါက်တာမကဖြေမပေးရဘူးသားပြောပေမယ့်ထမင်းဘူးကိုပြင်ဆင်ပေးလိုက်တဲ့အနေထားကကိုရွှေမန်းကိုဒေါ်လီသဘောချနေတဲ့ပုံစံဖြစ်ကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။အနာကမလာမှာပေါ့ဒေါက်တာမလေးနဲ့ပတ်သက်စင်ကာလာချင်းတန်နာမုံသိနဲ့အဲ့ဒီလူမျိုးဟိုတယ်မှာတည့်ပြီးစကားတွေပြောဆိုနေကြတာပါ။ဒါဆိုရင်လုံးဝပတ်သက်မှုမရှိပါဘူးဆိုရင်ထွန်းထွန်းရဲ့စကားကအယူကြည်ပါမှားနေမှတည်တာနေပါပဲ။ နောက်တစ်ချက်ကတန်နာမိုးသိန်းရဲ့မိဘတာဝန်ကိုမတူမတန်သူတွေဆိုတဲ့အနေအထားနဲ့ပြောဆိုခဲ့တာကြောင့်တန်နာမိုးသိန်းကခံပြင်းနေတဲ့ပြင် live stream မှာလည်းအမေပြစ်သူရဲ့မခံနိုင်မှုကြောင့်ဒေါသအတွက်ပြောဆိုနေတဲ့နေကိုတော့အတိုင်းသားကြနေရပါတယ်။အထူးချုံပြောရရှင်ထွန်းထွန်းကသူတငယ်ချေတောက်တာမကိုကောက်ွယ်ပေးခြင်းစိတ်ကိုရွှေမန်းကိုဖမ်းရခြင်းစိတ်တွေနဲ့တန်နာမိုးသိန်းကိုလူဆိုးမှကြီးဖြစ်အောင်ကြောက်တွန်းရေးသားထားရရှောက်နေတာပါ။ ဒါအပြင်တန်တာမိုးသိန်းတို့တာဝန်ကိုပါစော်ကားခဲ့ပါတယ်။ဒါပေမဲ့တန်တာမိုးသိန်းကတော့နိနာသူမေမတာမန်တော်ညာတစ်ဖက်ဆောင်နေလုံးဝပြန်မပြောခဲ့ပါဘူးရှင်။ပရိသတ်ကြီးတို့ရောဘသူ့ဘက်ကလဲနော်။စပြုစင်ချင်အောင်ဆောင်းနေတဲ့တန်တာမိုးတဲ့ရဲ့နောက်ကျောင်းဆုံးကိုတငယ်ချင်းရင်ကြီးကဒီလို ဖော်ထုတ်လိုက်ပြီ။ မင်္ဂလာပါပရိသတ်များရှင်တန်တာမူတိန်ကထားခဲ့ခင်ရသူလေးနှိမ့်ဆက်ခံခဲ့ရသူလေးသဘောထားကြီးသူလေးလို့မထင်လိုက်ကြပါနဲ့တနာနေတာတွေကိုရပ်ပြီးနောက်ွက်ကပတ်စံရုံမာတဲ့အကြောင်းတွေကိုနားထောင်ကြည့်ကြပါဦးရှင်တကယ်တော့တန်တာမူတိန်ကညီမရင်လို့ပေါင်ပြီးခင်မင်းတဲ့တငယ်ချင်းအရင်တယောက်ကိုတော့ဘဝဖြစ်တဲ့အထိလှုပ်ပြခဲ့တာပါ အခုလက်ရှိနာမည်ကြီးဒါရိုက်တာ PK မင်းချစ်သူနဲ့သူစနီးသစင်ထွန်းတို့နှစ်ယောက်စလုံးကိုအနုပညာလောကရဲ့ခြေမချရဲလာအောင်လှုပ်ပစ်ခဲ့တဲ့ပြင်အောင်လန်းနေနေပါတိုက်ခဲ့တာပါဒါရိုက်တာပီကင်းရဲ့ဇနီးသစင်ထုံးနဲ့တန်တာမိုးတိန်ကတငယ်ချင်းရင်းနေပါဒါပေမဲ့သစင်ထုံးမှာပပစ်ချက်မှမရှိဘဲတန်တာမိုးတိန်ကနောက်ကွယ်မှာပြစ်မရှိပြစ်ရှာပြီးမကောင်းကြောင်းနဲ့တင်းတုပ်တာပါသစင်ထုံးရဲ့မိဘတွေကိုပါရှိုင်းဆိုင်စွာပုတ်ခတ်ပြောဆိုခဲ့ပါတယ် ဲ့ဒါနေမကတည်ပါဘူးဒါရိုက်တာ PK ကိုလည်းစနိုက်ကျော်ခြင်းတရားနေဖြစ်ခဲ့သေးတာပါဒါပြင်သစင်ထုံကိုလည်းသူ့ရဲ့ login နဲ့ပေးစားပြီးရွေးဆောင်ပြောဆိုပါတယ်သစင်ထုံတို့မိသားစု တစုလုံးကိုလည်းအောင်လန်းပြောကနေတိုက်ခဲ့ပါတယ်အဲ့ဒါကတော့တဆင်ထုံးကစီးပွားရေးကြောင့်ကျမကြီးတွေခြူကြနေလို့ဗီရင်မေးရကနေတန်တာမိုးတိန်အောက်ကြံနေမှန်းသိခဲ့တာပါ။အဲ့ဒီတော့မှတငယ်ချင်းအရှင်းကဒါမျိုးလုံးရပါတယ်ဆိုပြီးတဆင်ထုံးကလည်းပေါက်ကွဲက live လွှင့်ခဲ့ပါတယ်။ အရာကလွန်ခဲ့တဲ့နှစ်နှစ်ကကိစ္စပါမင်းသမီးတက်လက်ဆိုရဲခေါင်းစဉ်တွေပဲပြောခင်တာဖြစ်လို့အဲ့ဒီအချိန်တုန်းကတန်တာမိုးတိမ်မြန်ဘသူကမှမသိခဲ့ပါဘူးဒါပေမဲ့တန်တာမိုးတိမ်ကသစင်ထုံလိုက်လွှဲတဲ့ကိစ္စကိုလည်းသိရောပြန်ပြီးတော့နောက်တစ်ခါတိုက်ခတ်ပြန်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ဆိုတော့တန်တာမိုးတိမ်ကရွှေမန်းနဲ့တွဲနေစဉ်ကာလဖြစ်လို့တထေကြီးရွှေမန်းအာကုန်နဲ့ဘသူကမှလူမထင်နေတဲ့ကာလပါတစင်တွင်းရဲ့ယောက်ျားဖြစ်သူဒါရိုက်တာဘီကေကိုအမှုပညာလောကရဲ့ချင်းမချနိုင်အောင်လုပ်တာပါ ီခင်းနဲ့လက်တွဲမဲ့သူမရှိအောင်လုပ်ပြလို့လင်မယားနှစ်ယောက်စလုံးစိတ်တက်တွေပိုးစိုးပတ်ဆက်ကြခဲ့ပြီးဘဝပြတ်မတက်ဖြစ်ခင်ရတာပါဒါ리고မသိခဲ့ကြပဲတန်တာမိုးတဲ့ကိုဖြူစင်သူလေးဖြစ်အလုံးကမြင်နေကြတာပါအထူးခြားဆုံးတစ်ချက်ကတော့တန်တာမိုးသိန်းကရွှေမန်းနဲ့တွေ့နေစဉ်တွင်တခြားယောက်ျားတစ်ယောက်နဲ့ဟိုတယ်မှာဖောက်ပြန်နေရကိုသစင်တွန်းကမျက်မြင်ကိုတွေ့တွေ့ခင်ရအောင်လောက်ကောင်လို့ပြီးဘသူကမှမဖော်ခဲ့ပါဘူး ဒါကြောင့်မို့ဆုံးသက်ကတော့တန်တာမိုးတိန်ကသူ့ပေါက်ပြန်တာတွေစနိုက်တာတွေရုံးမာတာတွေကိုဖုံးပြီးမျက်ရည်ချူဖြူစင်အောင်စောင့်နေကျင်းတာဖြစ်တယ်လို့ပြောချင်ပါတယ်ရှင်။အလုံးပြည်လင်းမှုရကတင်မြပင်ပြိတ္တတီကိုခင်မမို့ကြီးဆက်သွင်းလိုက်တဲ့တန်တာမိုးတိန်နဲ့ထွန်းထွန်းတို့ရဲ့ပွင့်တညာလုံးမအိမ်မနီဖြာခင်းကြည့်ခင်ရတဲ့ဇက်သိန်းကတော့အလုံးပျော်ရွှင်စွာနဲ့ပြီးသွားခဲ့ပါတယ်လို့ဆိုရမှာပါပဲ။ အစောပိုင်းမှာတော့ producer ကိုရွှေမန်းနဲ့တန်တာမိုးသိန်းနဲ့ပြဿနာကကြီးကျယ်နေတာပါဒီကြားထဲမှာမင်းသားထွန်းထွန်းကမစီမဆိုင်ကိုရွှေမန်းရှူလိုက်တဲ့ဆံဝင်မလေးကတန်မိုးရှိတဲ့မိဘအတိုင်းဝန်ကောင်းနေသူဆိုပြီးတုံတုံလိုက်တာပါပဲဒီစကားကလင်းနေကြတွေ့ခဲ့တဲ့တန်တာမိုးသိန်းကိုတွေ့ဝါပြီးတန်ဖိုးမရှိသူအတိုင်းဝန်မကောင်းသူလို့နှိမ်ချလိုက်တယ်လို့ဖြစ်သွားစေခဲ့ပါတယ် ဒါကြောင့်မေတန်တာမိုတိတ်ခမလိုက်လွင်ရင်ငယ်စဉ်ကလေးကဖခင်မရှိတော့လို့အားငယ်ရကြောင်းသူကမထိခိုက်ကြဘူးငိုရတောင်းပန်ခဲ့ရတဲ့တင်ပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့ခုတော့စန္ဒန်ကပြိတ္တိအာလုံးကိုခင်မို့မို့ကြီးဖြစ်သွားစေပါပြီ။ကိုရွှေမန်းကလည်းနေအောင်စလုံးကိုတော်ကြဖို့တောင်းပန်ခဲ့တယ်လို့မင်းသားထွန်းတော်ကသူ့ရဲ့ post ကြောင့်တန်တာမိုတိတ်ကိုထိခိုက်နေနာစေခဲ့မိရင်တောင်းပန်ပါတယ်ဆိုပြီးလူသိရှင်ကြဝင်ရေးခဲ့ပါတယ်။ အောင်ဆရာကောင်းစွာပဲတန်တော်မိုးတိမ်ပကနဲ့ထွန်းတော်ကသူ့တငယ်ချင်းကိုအထင်မလွဲရအောင်ဖြည့်ရှင်းပေးတာကိုနားလည်ပါတယ်ဆိုပြီးခွင့်လွှတ်ကြေးပေးလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။အဲတော့ဒီကြားရက်ကခင်မမို့ရေးဆက်သွင်းခံလိုက်ရတာကတော့ကျမတို့ပြိတ္တတွေပါပဲ။ ဟိုဘက်ကအတိုင်းဝိုင်းဆိုတဲ့စကလုံးနဲ့ထိခိုက်ပြောဆိုခံရလို့ဘာကင်မရှိလို့အားငယ်ရကြောင်းကိုပြတော့ကတန်တာမိုးတိမ်ဘက်ကခန်းစားပြီးဝင်နာပေးခဲ့ကြတာပါအခုတော့သူတို့မျိုးပညာရှင်ချင်းချင်းတောင်းပန်ပါတယ်နားလဲပါတယ်နဲ့ပြန်စင်ပြေသွားကြပါပြီတောင်းပန်စလုံးငင်းချင်းရသွားတာကတော့အကောင်ဆုံးရလပါပဲဒါပေမဲ့ဒီဇလန်ကြီးကိုအစာဆုံးလိုက်ကြည့်ခဲ့ရတဲ့ပရိသတ်ကြီးကရောဒီစသိန်းပေါ်ဘလို့မြင်ပါတလဲမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင် Facebook မှာပွဲပြနေကြတဲ့ချိန်တစ်ဖက်မှာတန်မိုးကြီးစိန်ပီရန်နဲ့မင်္ဂလာရှိစွာမင်္ဂလာဦးဆွံ့ကျွေးခဲ့တဲ့ဟင်းဝီရန်နဲ့ဆိုပြတဲ့စိန်မင်္ဂလာပါပြည်သက်ချင်းတို့ရဲ့ဒီနေ့ဆိုရှယ်မီဒီယာကို ဖွင့်လိုက်တာနဲ့အားလုံးရဲ့ new feed နေရာမှာတော့ပူလောင်နေတဲ့သုံးဝက်ဆိုင်ဒရမာတွေကိုရွှေမန်းတန်တာမိုးတိန်ထွန်းထွန်းတို့ရဲ့ပြန်လည်ဖွင့်ချမှုတွေနဲ့ Facebook တခွင်လုံးကပွဲပြနေပါတယ် အလုံးကအဲ့ဒီပွဲကိုပဲအာယုံဆိုင်နေကြတဲ့ချိန်တဖန်မှာတော့အရန်ကိုတည်ငြိမ်အေးချမ်းစွာနဲ့မြမရင်ကျေမှုတိုင်းမင်္ဂလာရှိရှိပွားတစ်ကိုစတင်နေတဲ့ဆုံတွဲတတွဲရှိနေပါတယ်ဒါကတော့နိုင်ငံကျော်မင်းသားဟင်းဝီရန်နဲ့ထက်ဆင့်ကယ်ဒမီမင်းသမီးကျော်လီစိုးပြေတစင်တို့ဇနီးမောင်နှံမှာပဲ။ပူလောင်မှုတွေနဲ့ဝေးရတိတ်ဆိတ်အေးချမ်းနေနေရမှာသူတို့ရဲ့မင်္ဂလာခန္ဓာတွေတဲ့ကပထမဆုံးခန္ဓာဖြစ်တဲ့မင်္ဂလာဥဆွန်ကျွေးလူမင်္ဂလာပွဲကိုကျင်းပခဲ့တာပါ ဟုတ်ပါတယ်ဒီနေ့နိုဝင်ဘာလ10ရက်နေ့မနက်မှာပဲရန်ကုန်မြို့မော်ဘီမြို့နယ်တဲဖြူတွန်းရဓမ္မရိတ်သားကြီးမှာသရိုဇနီးမောင်နှံကတန်ဃာတော်ရှင်သူမြတ်တွေကိုစွန့်ပင့်ဖိတ်ကတ်လူခဲ့တာဖြစ်ပါတယ်ဒီပွဲလေးကအပြင်ကပွဲနေလို့ဝဝတက်တက်လူအများကြီးနဲ့မဟုတ်ပါဘူးနဖမီပါအတိုင်းဝိုင်းနေအရှင်းချဆွေမျိုးတွေနဲ့ရင်းနှီးတဲ့အမှုပညာရှင်မိတ်ဆွေနဲ့ငယ်ပဲတယောက်ပြီးအရှမ်းကိုစက်တင်မင်္ဂလာရှိစွာအေးအေးချမ်းချမ်းကျင်းပခင်တာပါ ဒီပွဲမှာလူတွေထူအာယုံဆိုင်မိတာကတတော်သမီးလေးစွပြည့်တစင်ရဲ့လာပါပဲ။ပရိသတ်တွေနဲ့ကျမတို့အားလုံးသိကြတဲ့အတိုင်းပါပဲ။ဟေဝေရန်နဲ့စွပြည့်တစင်တို့ဆောင်တွေကအရှင်ကအခမ်းအနားပွဲတွေတက်မယ်ဆိုရင်ဖက်ရှင်ခွန်းလေးရှိတယ်ဆိုပြီးဝေဖန်မှုတွေစာနာမှုတွေခံခဲ့ရပူပါတယ်။သူတို့ဝင်လာရင် တခုခုလွှဲနေတယ်၊လှမနေဘူး၊ဖြစ်မနေဘူးဆိုပြီးပြောခဲ့ကြတာတွေရှိပါတယ်။ ဒါပေမဲ့ဒီနေ့ဆိုပြတဲ့စင်းနဲ့ဟင်ဝီယန်တို့ဟာသူတို့ဘဝရဲ့အရေးကြီးဆုံးနေ့တွေထဲကတစ်ခုဖြစ်တဲ့မင်္ဂလာဦးဆုံးတွေ့ပွဲမှာတော့အာလုံငေးမောကအံ့အားသင့်ဖြစ်သွားပါတယ်တတို့သမီးစုပြည့်တဲ့စင်ဟာအဝါရောင်မြန်မာဝတ်စုံလေးကိုရိုးရိုးရှင်းရှင်းလေးဝတ်ဆင်ထားပေမယ့်အချမ်းကိုကြက်တရေရှိရှိတော်ဝင်ဆက်ဆန်လှနေကြတာပါဒီတခါတော့ချီချူရမာကဒီဇိုင်နာမေးမြဝါဆိုရဲ့လက်ရပါပဲရိုးရှင်းမိမယ်တန်မိုးကြီးရဲ့အသွင်ကိုစောင့်နေစေခဲ့ပြီးအရှင်ကတွေ့မြင်နေကြပုံစံနဲ့လုံးဝကွဲထွက်သွားစေခဲ့ပါတယ် ရုပ်ရှင်နဲ့ဆိုပေမဲ့လုံးဝမရုပ်ရှင်တဲ့အရာတစ်ခုရှိနေပါသေးတယ်။အရာကတော့တတူသမီးဝစ်စင်ထားတဲ့ယန္တနာတွေပါပဲ။စိုးပြေကစင်ရဲ့လေတိုင်းမှာဆင်မြန်းထားတာကစိန်လေဆွဲကြီးပါ။ဒီဇိုင်းကယူပေမဲ့အလေကစိန်လုံးကြီးကငုံလုံးလောက်ရှိတယ်လို့ပွဲတက်လာသူတွေကပြောဆိုနေကြပါတယ်။ဒါနေမကတိပါဘူးငကန်းလက်စွန်လက်ကောက်အားလုံးစိန်တစင်စာပြေဆုံးနေအဝါရဝတ်ဆုံးလေးနဲ့ချက်တည်ရရှိစွာလင်းလက်နေကြတာပါ ဒါတို့ရဲ့မင်္ဂလာပွဲဘလောက်ခမ်းနားမလဲတို့သားဘက်ကဘလောက်တန်မိုးထားနေဆိုတာကိုပြသနေသလိုပါပဲပရိသတ်ချင်းတို့ရဲ့တာကူချီချင်းအပြင်မင်္ဂလာဆိုတာကိုကောင်းကောင်းတွေ့မြင်ရမှာပါ တဖက်မှာတော့ပူလောင်ခြင်းဖွာခြင်းဒရာမာတွေနဲ့ရှုပ်ထွေးနေချိန်မှာတဖက်မှာတော့ဟင်းဝီရဲနဲ့စိုးပြေတစင်လို့စနီမောင်နှံကဘာကုံမအာယုံမဆိုင်ပင်ဆိုရှယ်မီဒီယာပေါ်ကပွဲတွေတဲဝင်မပါပင်တကယ်မင်္ဂလာစစ်မှန်ဖြစ်တဲ့ဖီးယားတရားတန်ကားကိုဥဦးထိတ်ထားပင်တမိုးကြီးရတနာတွေစင်မြန်းလို့မိဘဆွေမျိုးတွေရဲ့ကောင်းကြီးပေးတန်နေကြတယ်မှာဘဝတစ်ကိုတည်ငြိမ်အေးချမ်းစွာစတင်လိုက်ပြီးဖြစ်ပါတယ်ဒါဟာပြည့်တက်တီအားကြရတဲ့မင်္ဂလာစစ်ပါပင် ပရိသတ်ကြီးတို့ရောဆိုရှယ်မီဒီယာမှာဖြစ်နေတဲ့ပွဲလေးစာဒီလိုရေးချတဲ့မင်္ဂလာပွဲလေးကြောင်းကြားတာစိတ်ချမ်းသာမိကြလားဟေးဝင်းရဲ့စိုးပြေတဲ့စင်တို့ရဲ့ဒီနေ့ကမင်္ဂလာဦးဆုံးကျွေးနောက်ကိုရောဘလောက်သဘောကြမိလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးရင်တတူသားတတူသမီးတွင်စူတောင်းစကားလေးတွေပြောခဲ့ကြပါအောင်ရှင်